မြင်္ဂလာပါရှင်ကျမတို့ရဲ့ Amateur Horror Story Channel ကနေပရိသတ်များကိုပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာကတော့ဆရာကြီးတော်မြတ်တန်းရေးသားထားတဲ့ဘိုးတော်ကင်းဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးကြပါတယ်ပထမဦးစွာဆရာကြီးဦးတော်မြတ်တန်းနဲ့မိသားစုဟာဒီဆောင်အုပ်ကိုတင်ဆက်ခွင့်ပေးပါရန်မြစ်တာရက်ခန့်အပ်ပါတယ်ရှင် ီဘိုးရိုကင်းဆိုတဲ့ဇာတ်လမ်းလေးကိုမတင်ဆက်ခင်မိမှာကျမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်ပြီးတော့ပေးနာနိုရီကောင်းလောင်းလေးကိုလည်းနှိပ်သွားပေးခဲ့ကြပါအောင်လို့တောင်းဆိုလိုက်ပါရစေရှင်။ကျေးဇူးအများကြီးတင်ပါတယ်။ခွာဆပြီးတော့ဇာတ်လမ်းလေးကိုစတင်တင်ဆက်ပေးလိုက်ပါရစေ။ရထားပေါ်မှာဘိုးရိုကင်းတအီးအီးတပဲ့ပဲခုံမောင်းလာတဲ့မန္တလေးအစုံရထားကြီးမှာဝီလီဝီလီမနဲ့9နာရီတွင်တောင်ကူဘူရာတို့ဝင်လာခဲ့ပါတယ်။စံပြုတ်ပူပူလေးရမယ်။ မလိုက်နံပြရမယ်ပလာတာရရွာလေးရမယ်ဆိုတဲ့ဈေးတယ်များရဲ့စုညေသော အောဟစ်တန်များကကျွန်တော်တို့အားအိမ်ယာမှာထားစီရင်ဆွဲဆောင်နေပါပြီအေးမမသေးစေကမူထလိုက်ရတယ်တညာလုံးလေကံပြီးဘာမှမစားရသေးတာကြောင့်ဘိုက်ကလည်းအစာတောင်းလာပြီအိမ်ယာမှာလူလဲထပြီးမျက်နှာမတည့်ရသေးတော့လေရထားပေါ်မှာစံပြိုးဆိုင်စီတို့အပြေးအလွာသွားလိုက်ရတယ်မရှိတော့ မျက်ကြီးကိုအတင်းဖယ်ပြီးတော့စံပြုတ်ဆိုင်မှာထိုင်လိုက်တဲ့အခါမှာတော့အငွေတထောင်ထောင်ထနေတဲ့အီကြာကွေးထဲထားတဲ့စံပြုတ်ပကံလေးများက အသင့်စည်းကြူပါတယ်။စာစာနဲ့စံပြုတ်တပကံကိုတရော်တော်ပါတောက်ပြီးမှဒုတိယပကံကျမှသာအယားတခန့်ရင်အေးအေးစေးစေးတောက်ပါတယ်။စံပြုတ်ကြဲကြဲနဲ့အာသာဖြစ်ပြီးပကံဖင်ကိုတိုးယူပေါင်းမရတဲ့ဖြစ် နိုင်လွန်လက်ဖက်ရည်လို့ကင်မွန်တက်ထားတဲ့လက်ဖက်ရည်ကိုအပြည့်အလွှားတောက်ပြီး secret ကိုဖွာရင်ဘိုးတော်ကင်းရှိရာသို့အကဲခတ်ထွက်ခဲ့ပါတယ်။ကျွန်တော်တို့ကလူညစ်ပန်းဆိုတော့မျက်နှာမသိပဲစံပြုတ်နဲ့လက်ဖက်ရည်ကိုအပြည့်အလွှားတောက်ခဲ့ရတယ်။ဘိုးတော်ကင်းကတော့စနိုးအဖွေးသားနဲ့စက်မဲ့ကြကြလေးထန်နေတယ်။ညာကအေးရေးဝပြီးပြီလားမသိမျက်နှာကြီးကလည်းအိနေလို့သူကတော့ခက်အေးအေးထန်နေတယ်။သူက ျွန်တော်တို့လိုအပြေလွာစားတောက်ရမယ်လို့လူအလွာစရင်ထဲမှာသူပါဝင်သူမဟုတ်ပေမြေတို့ပင်ဆိုစေကျွန်တော်ကသူ့ကိုတွေ့ရမယ်ဘလို့နီးနေပဲဖြစ်ဖြစ်တွေ့ရသည်ဖြစ်စေတွေ့ရမှာဖြစ်ပါတယ်ဒါကြောင့်မလို့ခက်တီတီနဲ့ဘေးတဲပွေကတ်သွားပြီးတော့အတင်းနဗန်းသမားလုပ်ပြီးနှုတ်ဆက်လိုက်ရတယ်ဟေးကျတူးကြီးပါလားကွာသူငယ်မှုအတိုင်းအားရပါရကြီးနှုတ်ဆက်လိုက်တယ်ကျွန်တော်ကငယ်မှုအတိုင်းအော်ကြီးဟစ်ကျဲအားရပါရကြီးနှုတ်ဆက်တာကြောင့် သူကအံ့ဩသွားသောမျက်နှာထားဖြင့်တစ်ချက်စူးစိုက်ကြည့်လိုက်ပြီးမှဟာလန်ပါပါလားဟေးလာလာလာအဖို့တက်ခဲ့ပါအောင်ကွာအဲ့ဒီလိုဖိတ်ခေါ်ပါတယ်ပထမကတော့ဘိုးတော်ကင်းဆိုတဲ့နာမည်ကိုအမေကြားနေရသူတယောက်ဖို့ငယ်နံပြီးချစ်တူးကြီးဆိုတဲ့အတန်ကို ကြားလိုက်ရတဲ့အခါအံ့ဩသွားဟန်ရှိပါတယ်နောက်မှကျွန်တော်တို့ကိုတွေ့လိုက်ရတာကြောင့်အံ့ဩသွားဟန်ပြောက်ပြီးတော့ငယ်မှုငယ်ဟန်အတိုင်းပြန်ပြီးတော့နှုတ်ဆက်လိုက်ခြင်းဖြစ်ပါတယ်သူက မမတ်မိမိခေါ်လိုက်တာကြောင့်ကျွန်တော်ကလည်းပေါပေါပါပါတွဲပေါ်ရောက်သွားခဲ့ပါတယ်။လေးယောက်စီရမယ့်တွဲကြီးပေါ်မှာသူတို့ကနှစ်ယောက်တည်းအခမ်းမရနိုင်တဲ့ဖြစ်ကြံရစ်ခဲ့သူများရှိတော့လေသူတို့ကတော့နှစ်ယောက်တည်းအခန့်သားပင်။နောက်မှတိရသည်မှာရုံပိုင်ကြီးစီစဉ်ပေးချက်အရဒီလေးယောက်တွဲခန့်ကိုသူတို့နှစ်ယောက်ကအပိုင်စီထားတယ်။တွဲပေါ်ရောက်တဲ့အခါမှာတော့ငကိုအံဩနေတာများထက်ပို၍အံဩစရာကောင်းတဲ့မြင်ကွင်းကိုတွေ့ရပါတယ်။ သူတို့နေတဲ့ဆိုဖာပေါ်မှာဖြန့်ခင်းထားတဲ့ကြက်သွင်းရောင်ဂရီပါ အခင်းချင်းမှာရဲရဲတောင်းနေတယ်။အပြာနုရောင်ဂရီပါမိအုံးကြီးကလည်းအခန့်သာဒီမြေခွင်အတိုင်းကြည့်လိုက်တော့ခန္ဓာလုံးတောက်ပြောင်လွန်းနေတာကြောင့်မြန်မာပြည်ကယထာမဟုတ်ပါလေစားလို့ထင်ခဲ့ပါတယ်။ဂျိုင်ကြီးကြငယ်ချင်းကြီးချင်းငယ်အသက်သက်ကလည်းအစီအရေးခွက်တင်စရာခုတ်ကလေးပေါ်မှာအဝိတထောင်းထောင်းထနေတဲ့ဟော်လင်နဲ့ ပေါမုတ်ထောပဲပကံများကကံရဲစရာမရှိအောင်လပနေပါတယ်။ကလက်ပုံစံတစ်ခုတည်းဖန်ခွက်ကလေးထဲမှာတော့ကျဲဥပြုတ်နီဘောဝါလေးနှလုံးဟာငေါတောက်ကလေးစားကျင်စပွဲရှိတယ်လို့မြင်ကွင်းကလာပါတယ်။ဒါကခရီးသွားဖြစ်တဲ့ခရီးပေါ်ကမြင်ကွင်း။အိမ်မှာဆိုရင်တော့မြည်တိုးရှိမယ်ဆိုတာတွေးကြည့်စရာပင်။ဒုတ်ချက်ပူရီထူးဆန်းတာကတော့ကျိန်ချင်းလှလှလေးထဲမှာ best 9တောက်တာကိုတော့မတွေ့ရသေးပါ။ချင်းတဲ့ပလင်းကိုမျက်စိကစားမိတီကအမှန်ပါ။ ဒီအပိုင်းအထိကတော့သူ့ကိုဇံရတယ်လို့မဆိုသေးပါဘိုးတော်နဲ့ပက်စတီနိုင်းအရဲ့တွဲဖက်လျက်ရှိသည်ကအဟောစရာပါသူနဲ့အတူရှိနေစဉ်အဘော်တပည့်ပြဟန်တူတဲ့ပြင်ဆင်ထားတဲ့အစားအသောက်များပေါ်တွင်ပိုးမတလေးဆန်လေးများမနာရအောင်နဲ့တပြူရက်တောင်ကလေးဖြင့်တရက်ဆက်ခတ်ပေးနေတယ်ရက်ခတ်နေသူကိုလဝါပြလိုက်ပြီးလက်ညှိုးချပြလိုက်တဲ့အခါချင်းထဲမှာပစ္စည်းတချို့ထွက်လာပြီးတဲ့နောက် သူ့ရှိတွင်ရှိတဲ့စားတောက်ဖေရာပုံစံရတိုင်းကျွန်တော်ရှိသူရောက်လာပါတယ်ဘိုးတော်ကင်းကကျွန်တော်ကိုသူ့နဲ့မျက်နှာချင်းဆိုင်သူ့ရွှေ့ခိုင်းပြီးအတင်းစားခိုင်းတယ်ကျွန်တော်စားခဲ့ပြီးကြောင်းအတင်းညင်းတော့လဲမရပါဥက္ကမဥကိုခင်မင်းစရာကောင်းတဲ့အချက်တွေထဲမှာဒီအချက်လဲပါဝင်ပါတယ်ငယ်ပေါင်းများကို တွေ့ရင်တော့ဘယ်နေရဘယ်အခြေအနေပါပဲဖြစ်ဖြစ်လိုက်လဲရောရောရှိတယ်အပေါင်းအသင်းများရဲ့ဆန္ဒကို အပြစ်အဝါဖြည့်ဆွမ်းတတ်တယ် ဒါကတော့သူ့ရဲ့ငငယ်ကအချင်းကြီးတဲ့အထိမပြောက်သေးပါသူအဲခံတော့ဟောလိပူပူနဲ့ပေါမုတ်ထောပတ်တုတ်ကိုစားရင်ဒါနဲ့နေပါဦးမောင်ရင်ကဘဲရောက်ပြီးဘာလုပ်နေတလဲလို့ဆိုတဲ့အမေကုန်းကိုသူ့မဖြေပဲပြုံပြုံကလေးလှုပ်နေတယ်ကျွန်တော်အမေကိုမဖြေပဲသူကပဲပြန်၍မိကုန်းထုတ်လာတယ်မောင်ရင်ဘဲရောက်ပြီးဘာလုပ်နေတလဲပြောစမ်းပါဦးကိုကတော့အရင်အလုပ်ပါပဲရန်ကုန်မှာပဲနေတယ်လေကျင်းမြေတိုင်းမှာတော့မဟုတ်တော့ပါဘူးရေကြော်ဖက်ရောက်နေတယ် အိမ်တော်ကကြနေပြီလားကလေးပဲနေရောက်လဲအေးအိမ်တော်တော့ကြနေပြီကလေးတော့မရှိသေးဘူးအဲ့လိုပြောရင်နေပါအောင်မောင်ရင်ကကိုမေးတာတော့မဖြစ်ပဲကိုကိုပြန်ပြီးတော့မိကုန်းထုတ်နေတာကိုကို့အကြောင်းမောင်ရင်ကြားရင်စမ်းနေမှာပေါ့ကိုအလုံးနဲ့နေတာကတော့လို့ပြောပြောဆိုဆိုအမေရိကန်လက်ကင်သေးအိတ်ကိုဖွင့်လိုက်ပြီးကက်ပြားလေးတစ်ခုကျွန်တော်ထံထိုးပေးပါတယ်ဘစ်စတင်ကက်ကောမိတ်ဆက်ကက်ပြားဖြစ်ပါတယ်အခြားကက်ပြားများလို့တည်တည်မဟုတ်အလျာ၅လက်မှအနံ၄လက်မှပုံမှာ ကနုတ်ပန်းခက်များပက်ပက်လဲဝိုင်းထားတဲ့ထောင်းကျစကလုံးလှလှလေးများဖြင့်ရိုင်းတိတ်ထားတဲ့မိဆက်ကပြားကလေးပါအပေါ်စာကြောင်းကတော့စာလုံးတည်တည်လေးဥခင်မာဦး BABL နောက်တစ်ကြောင်းကတော့ခက်ဆန်းဆန်းစာလုံးကအကြီးကြီးဘိုးတော်ကင်းနဲ့လိမ့်စာစာလုံးကတော့အသေးဆုံးပင်ပြည်လန်းရန်ကုန်လို့ဖော်ပြထားပါတယ်ကျွန်တော်ကကပြားကလေးကိုယူကြည့်ရင်နေပါဦးတကယ်ချင်းရစီးပွားရေးအလုပ်ကောင်မင်းတော်တော်ဆိုတဲ့ကောင်ပါလား ဘိုးတော်ကင်းဆိုတာအလောက်ပေါ်กว่าတဲ့အမေရိတန်သားလင်းဖြစ်ပါတယ်ကျွန်တော်ပါဆက်ပြောရမယ်မသိတော့ပါသူကလည်းဘာမှဆက်မပြောတာကြောင့်လက်ကျန်စားတောက်များကိုဆက်ချင်းလိုက်ပါတယ်စားတောက်ပြီးတာနဲ့သူနဲ့အတူပါသူက ကန်ပြီးတဲ့ secret တန်ဖိုးတဲ့က secret တလေးကိုပတ်စပ်ထဲတွင်တည်ပြီးတော့ပြာလက်လက်မီးတောက်ကလေးက secret ထဲပြားတွင်အဆင်သင့်ကျွန်တော်ကလောကဝတ်အရာ ပုဂ္ဂိုလ်အားကျေးဇူးတင်ကြောင်းကောင်းမြတ်ပြလိုက်ပါတယ် သူ့မျက်နာကမရင်မပြုံသူ့ဆရာဘိုးတော်ကင်းရဲ့အမိန့်ကို အမြဲတမ်းနားဆွေနေဟန်ရှိပါတယ်။ဒါနဲ့နေပါအောင်။မင်းနဲ့ကလေးတွေကရောအဲ့ဒီလိုသူ့အိမ်တော်အကြောင်းကိုမေးလိုက်တဲ့အခါမှာတော့သူကခက်ပြုံးပြုံးကလေးပင်အဖြေပေးပါတယ်။သူပေးလိုက်တဲ့အဖြေစကလုံးမှာစိန်ကားလုံးတယ်လို့ဆိုရလိမ့်မလားမသိပေ။သူနဲ့ငယ်ပေါင်းဇနီးအကြောင်းအဖြေပေးပုံမှာခက်အေးအေး။သူ့မိဘတွေအိမ်မှာပဲနေကြတယ်လေ။မောင်ရင်ကရော သူကမဖြစ်ပြုံးနေတယ်။ ဥက္ကမဦးရမင်းနဲ့တွေ့ရတာငါတော့မျက်စိရောနားရောလဲကုန်ပါပြီကွတငယ်ချင်းညာလို့ပြောလိုက်တယ်ထို့စဉ်ပထမချက်အုပ်အောတန်ထွက်လာတာကြောင့်တွဲသူပြင်းရင်ထလိုက်ပါတယ်အေးလေရန်ကုန်ရောက်ရင်ကိုပေးထားတဲ့လိမ့်စာအတိုင်းဆက်ဆက်လာခဲ့ဖို့တငယ်ချင်းလဲနေတဲ့နားကပြန်တက်သွားပါလိမ့်မယ်တဲ့ထို့စဉ်ကပ်ဘူရဲ့ခရာတန်ထွက်လာတာကြောင့်ကျွန်တော်တွဲစီသူခတ်တုတ်တုတ်ပြန်လာခဲ့ပါတယ်တွဲဖို့ရောက်တာနဲ့ထိုင်ပင်ပထိုင်ရသည်ဘန်းတယ်လေ ခမရနဲ့ဘိုးတော်ကင်းနဲ့ကြည်နေပါသလားလှုပ်ဆန်းမအောင်ကအတွေ့အကြုံကလေးဆိုရဲစကားဖြင့်စီးတူလိုက်ပါတယ်ကြည်စုယထာထွတ်ချာကပြောသလိုပါပဲသူနဲ့ကျွန်တော်နဲ့ကတေဖို့တေပဲကစားဖို့ကစားပဲတငယ်ချင်းတွေဆိုတော့ကျွန်တော်နှုတ်ဆက်လိုက်တာနဲ့သူလည်းမှတ်မိပါတယ်လေသူကလည်းအာရုံဝမ်းသာနဲ့တွဲဖို့ကိုဖိတ်ခေါ်တာနဲ့သွားမိလေတာပါအဲ့ဒီတော့ထူးခြားချက်ကလေးတွေကကိုအောင်မြင့်အမေကိုကျွန်တော်ကမဖြေပြီမိစက်ကက်ပြားလေးကိုသာလှမ်းပေးလိုက်တယ် ိုအောင်မြင့်နဲ့ဥပခင်တို့မှာမိတ်ဆက်ကပြားလေးကိုကြည့်ရင်ခေါင်းညိတ်သူကညိတ်မျက်လုံးကလေးကလေကလေဖြစ်နေသူက ဖြစ်တာကြောင့်ခမည်းတော်တွဲပေါ်ကအခြေအနေကိုမြင်ဒီထက်အဟောတော့မှာပါလို့ပြောရင်ဂရီပါအခင်းကြီးနဲ့ဂရီပါမိအောင်ကြီးဟော်လစ်ကြက်ဦးနဲ့ဘက်စတရီနိုင်းမြေခွေးကို ဖောက်တယ်ချလိုက်ရပါတယ်သူတို့မျက်နှာများကတော့ခက်ပြုံပြုံဥပြောတဲ့ဘိုးတော်အောင်မင်းစိန်ထဲတာသွားပြီပေါ့တာဆိုဥကလည်းဗျာသူ့နာမည်ကိုကြည့်အောင်လေဘိုးတော်ကင်းနဲ့ ကင်းဆိုတော့ဘရင်ပေါ်ဘိုးတော်ဘရင်ပေါ်ဖဲကစားရမှာတော့ Jack Queen King ကင်းကအကြီးဆုံးပါပဲသူကလည်းဘိုးတော်တွေထဲမှာအကြီးဆုံးပေါ်တကယ်ရဲ့များသူပြောနေတဲ့စကားများကို နောက်လိုက်များသူ့ကိုကြင်ညိုနေကြသူများသူ့ကိုကိုးကွယ်နေကြသူများကြားခဲ့တော့တက်တည်သွားမလားတော့မသိပင်ဒါပေမဲ့လည်းတရင်းစာများတွင်ပါလာတဲ့ဘိုးတော်လူမျက်အကြောင်းဖတ်လိုက်ရတော့ဘိုးတော်တွေအပြစ်လား ကိုးကွယ်နေတဲ့သူအပြစ်လားမိသည့်အပြစ်လဲလို့မေးရဘလောက်ပင်ဆိုပါမယ်ငွေ2500ပေးလဲရင်3500ရမယ်ဆိုတော့တတောင်းကြီးများတော်မျက်နေပါသလားဒီလိုตาမျက်နေရင်သူ့အသူရုံမှာပေါ့သူများကိုပေးပါမလားသူကဖျားလာမှမဟုတ်ပဲဝေတန္တရာမှမဟုတ်ပဲထို့သူဆိုတော့ပေးသူအပြစ်လားယူသူအပြစ်လားကမထမ်းပြဆရာဘိုးတော်ကြီးတဲခိုရကတမရဟိုတဲတဲ့တော်သေးတာပေါ့ အင်းလျာလိန်ဟိုတယ်မှာမတည့်လို့သမရဟိုတယ်ဘောကတတောင်းမြအောင် လုပ်ပေးနိုင်ရင်တော့အင်းလျာထိပ်ဟိုတယ်ဘောကနှစ်တောင်းမြအောင်လုပ်ပေးနိုင်လိမ့်မယ်ဖြစ်တယ်။သမရဟိုတယ်တဲ့အင်းလျာလိန်ဟိုတယ်ကဈေးကြီးတကူဒီအဖြစ်ပြုံးနဲ့နှိုင်းရှင်ကြည့်လိုက်ရင်ဘိုးတော်ကင်းနဲ့ဟောလီကျက်ဥဘက်စတီနိုင်းတို့တွဲနေသေးမှာမဆန်းပါဘူးလို့ပြောပြီးတော့မယ်သာခမည်းတငယ်ချင်းကပညာတတ်တယောက်ပဲဗျာဘန်းနဲ့ကြောင့်ဒါမျိုးတွေကိုကိုယ်တိုင်နာမည်ခံပြီးလုံနေရတာလည်းမသိဘူးနော် ဩကိုအောင်မင်းရလဲဗျာစားတာလို့ပေါ့ဗျာသူကပညာတတ်ဘူးတော့ဆိုတော့ပိုအဆင့်မြင့်တာပေါ့လေအဲ့ဒီလိုဥပခင်ကဝင်းထောက်လိုက်ရကျွန်တော်တို့တွဲထဲမှာရည်သည်များလွှမ်းသားပါတော့တယ်ဘိုးတော်အောင်မင်းစိန်ဘိုးတော်လူမြတ်ဘိုးတော်ကင်းတို့ကကျွန်တော်တို့ခရီးသွားဖို့တတ်တတ်ရဲ့လူရှင်တော်ကြီးများပါလားပြိတ္တများရှင်ဒီနေ့တင်ဆက်မှုလေးကိုနားဆင်အားပေးခဲ့ကြရသည်မှာကျေနပ်နဲ့တက်လိမ့်မယ်လို့ထင်မိပါတယ် နောက်ရက်များမှာလည်းကျမတို့ရဲ့ channel ကနေတီဇလင်းရဲ့ကြံစည်နေသေးတဲ့အပိုင်းများကိုဆက်လက်ပြီးတော့တင်ဆက်ပေးသွားဦးမှာဖြစ်တဲ့အတွက်ပရိသတ်များကဆက်လက်စောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်လို့တောင်းဆိုလိုက်ပါရစေရှင်။ဒီကနေ့မှနားဆင်အားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုထူးပြီးကျေးဇူး